တော့ခမန်းဆရာတဲ့စက်ကချီလာလို့ရှိတယ်ဒီကတင်မကြအဲ့ဒါပါဒါဆိုပြီးတော့ပြန်ပြီးတော့ကြောက်အဲ့တော့ဒီလိုစားလိုက်အောင်အခုအချိန်ဒီတန်းမှာသူ့ကိုဘီးတင်မကြဘူးလို့ပဲတတ်မှတ်ထားလိုက်အဲ့တော့ချီပြပြီးတော့ဘီးတင်မကြလိုက်ဘယ်လိုအကျိုးကြောင်းလဲဆိုတာကိုကြည့်အောင်နံပါတ်1ကျွန်တော်တို့ဘာကိုကြည့်ရမလဲဆိုတော့ပြည်တိုင်းကိုအရင်လုပ်ချင်ပါနော်ဟုတ်ကဲ့အဲ့မှာ suffering ရှိတယ်။ဒီ suffering ကရုံးကံအားလျှော့သွားရင်လည်းပြရပြန်မကြတယ်ဖြစ်တယ်နော်။အဲ့တော့အဲ့လိုမျိုးဖြစ်ခဲ့ရင်ဒီ suffering ကိုနည်းနည်းလေးရှိရှိလေးဆွဲပြီးလိုက်နော်။ဆွဆံပေးလိုက်ဆွဆံပေးလို့မှမရရင်စပရင်တစ်လေရအောင်နော်ဒါကလည်းနံပါတ်1ကနဦးဆုံးလိုက်ရဲ့အကျိုးပေါ့နော်ဟုတ်ပြီစပရင်ကိုဆွဆံပြီးတော့မှဟိုကနေကြည့်လိုက်တယ်ဒါပြတ်ကြည့်ရဲ့ပြီးက အကြမေးတာတို့မကြတာတို့ဆိုရင်နောက်တည်းဒီအဖုံးကိုဆက်လောက်ပြန်နော်ဒီဘုံဝင်ပြီးဘယ်နောက်ကြည့်ရမလဲဆိုတော့ဒီကြားထဲမှာတန်ကြီးတွေမတရားများနေတယ်ကြီးတွေကန့်နေတယ်ဆိုရင်ဒီကပြန်မကြဘူးနော်အဲ့တော့ဒီကြားလေးတွေကိုစီလေးနည်းနည်းထည့်ပြလိုက်ရင်ဒီကပြန်ကြပါတယ်နော်အရန်ကြီးထည့်ပြန်မလို့ဘူးအရန်ကြီးထည့်လို့ရင်စီယူသွားတယ်နည်းနည်းဆိုရင်ရတယ်ဟုတ်ပြီဒီနေရာမှာချောမွေ့တယ်တန်ကြီးမရှိဘူးသို့တော်လည်းဘီက ပြန်မကြသေးဘူးဆိုရင်နောက်ဘယ်နေရာဆက်မလဲဆိုတော့ဒီကဘီတိုင်ကိုတစ်ချက်စစ်ကြည့်ဒီစပရင်ကြီးပရက်ရှာကိုဖြုတ်မယ်ဒါချက်ဆက်စစ်လိုက်ရှော့လိုက်နော်ရှော့လိုက်မယ်ရှော့ပြီးတော့အချိန်မှဒီဘီတိုင်လေးကိုအပေါ်တို့အောက်ရှော့လုပ်ကြည့်လိုက်နော်အပေါ်တို့အောက်ရှော့လုပ်တဲ့အခါမှာကြောကြောကြည့်ကြည့်အပေါ်တက်ကမယ်ကြောကြောကြည့်ကြည့်အောက်ကိုဆွဲချလာလို့ရတဲ့အခြေအနေဖြစ်နေရအဲ့လိုမှမဟုတ်ဘဲနဲ့ ဤတိုင်ကအပေါ်ထိုးရတဲ့ကြက်နေတာတို့နည်းနည်းထိုးလိုက်တဲ့ချိန်မှာကြက်သွားတာတို့ပြန်ဆင်းတဲ့ချိန်မှာကြက်သွားတာတို့ဆိုရင်ဒါကပြီးပြန်မကြမကြတတ်ဘူးเนาะဘာလို့ပြီးပြန်မကြလဲဆိုတော့ဒီပြီးတိုင်မှာတန်ကြီးကြိုက်နေတာတို့နောက်တစ်ချက်ကကြတော့ပြီးတိုင်ကအမြင်ရတော့မလိန်ဘူးဆိုပေမဲ့သူကကြောင်ကြောင်လေးတွေတခါကျရင်လိန်နေတတ်တာရှိရဲ့အဲ့ကကျရင်ပြီးတိုင်ကိုဆွဲထုတ်လိုက်တယ်တို့တစ်ချက်ဆွဲထုတ်လိုက်တယ်ဆွဲထုတ်ပြီးရလို့ရှိရင်ဒီအညီလေးပေါ်မှာတင်ပြီးတော့ပြီးတိုင်လေးကိုအသာလေးဖိတ်ကြည့် ညီနေရမယ်နော်ညီနေရမယ်အဲ့လိုမှမညီပဲနဲ့ရောင်ရောင်လေးတနည်းအားမှာကောက်နေတာတို့ကိုင်းနေတာတို့ဆိုရင်လေပြစ်ပြမကြတတ်တာဖြစ်တတ်တယ်နောက်တစ်ခုကဒီဒီတိုင်းမှာတန်ကြီးတွေကိုက်နေရင်လေဤကပြမကြဖြစ်တတ်တယ်ဟုတ်ပြီပြီးတိုင်းမှာလည်းတက်တနာမရှိဘူးသို့တော်လေဤကမကြသေးဘူးဆိုရင်တဏှာကိုထလိုက်ဆက်လို့ထကြည့်ရအောင်နော်ဒီမှာဆိုရင်စက်ဒီမှာနှစ်ပုံးကြီးရဲ့နောက်နောက်ပုံးဖွင့် အဲ့တော့ဒီနောက်ဖုံးကိုဖွင့်လိုက်နော်ဟုတ်ပြီဒါဆိုရင်ဒါက B ရဲ့ solo night ဖြစ်တယ်နော်တစ်ချက်ကြည့်နော် B ကိုတင်းနေချတယ်နော်ဒီနားလေးတစ်ချက်ကြည့်ပြီနော် solo night B တိုင်းမှာပရိဘုတ်တွေကကော်ရီပျော်ပြီးတော့ဒီ solo night တိုင်းမှာကတ်နေရဆိုရင်လည်းပြည့်ပြမကြတာမျိုးဖြစ်တတ်တယ်ဟုတ်ပြီနော်ပြီးနောက်သက်သာနေနေမှာ socket မှာ socket လွတ်နေတာတို့ဘာလို့ဆိုရင်လည်းပြည့်ပြမကြတာမျိုးကဖြစ်တတ်တယ်ဟုတ်ပြီနော် ။ဟုတ်ပြီနောက်ဆုံးအဆင့်အနည်းနဲ့တစ်ချက်လောက်ကြည့်ရအောင်။အခုကတော့ကျွန်တော်မှရှိတဲ့ A5 နဲ့ပြရပြီးတာဖြစ်တဲ့တော့ဘောနော်။စက်တွေကတစ်မျိုးနဲ့တစ်မျိုးကတော့မတူဘူး။ဒီထဲမှာစက်တင်တစ်ခုခုမာရင်ပြီးတော့နှိပ်ထားတယ်ဆိုရင်လည်းပြီးကပြန်မကြတာဖြစ်တတ်တယ်။အကယ်၍အမျိုးသားမတူဘူး။ကံမျိုးဖြစ်နေသေးတယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာဝင်ပြီးတော့မှတ်ချက်ရေးသွားနိုင်တယ်ဆက်တစ်မျိုးနဲ့တစ်မျိုးမတူရတဲ့အတွက်ကိုဒီမှာတော့ screen book ကြောင့်ကိုမရှင်းရတော့ဘူးဒါဆိုရင်ကကြီးဖြတ်ပြီးလို့ အဲ့တော့ပြီးလိုက်တဲ့ခါမှာဘီးပြန်မကြတာဘာကြောင့်လဲဆိုတဲ့အဖြေကိုနားလေသဘောပေါက်မျိုးညှော်လိုက်တယ်နော်အားလုံးပဲအစီအစဉ်ကြပါစေ